ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ429ပုံမှကွယ်ခောက်ခွေအရာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေနဲ့ဖွံ့ဖြိုးမှုအ ਨੇ ဆုံးနိုင်ငံအဖြစ်မှလွတ်မြောက်ရေးဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းအောက်တိုဘာ10ရက်နေ့ထုတ်မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ် ဥဆောင်ကော်မတီမှာဥက္ကဋ္ဌအဖြစ်ယာယီသမရအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌကတာဝန်ယူမှာဖြစ်ပြီးအဖွဲ့ဝင်များအဖြစ်အစိုးရအဖွဲ့ကပြည်တော်စုဝင်ကြီးတွေကိုတာဝန်ပေးအပ်ထားပါတယ်။ကော်မတီအနေနဲ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်မှလွတ်မြောက်ရေးအတွက်တက်ဆိုင်ရာနယ်ပယ်များအလိုက်ဦးစားပေးလုပ်ငန်းတွေအကောင့်ထဲပေါ်နိုင်မှုကိုစနစ်တကျကြီးကြပ်ဆောင်ရွက်တော့မယ်လို့သိရပါတယ်။ ဖွံ့ဖြိုးမှုအ ਨੇ ဆုံးနိုင်ငံအဖြစ်မှလွတ်မြောက်ပြီးကာလနောက်ပိုင်းမှာချောမွေးစွာအကောင့်တွေဖော်နိုင်ရေးအတွက်ဤပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့အကူအညီတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဖွံ့ဖြိုးမှုအ ਨੇ ဆုံးနိုင်ငံအဖြစ်မှလွယ်ကူချောမွေးစွာတွင်ကူပြောင်းနိုင်ရေးအတွက် smooth transition energy ကိုရေးဆွဲဆောင်ရွက်သွားမယ်လို့လည်းပြန်တမ်းမှဖော်ပြထားပါတယ် ဥဆောင်ကော်မတီကိုအထောက်အကူပြုစေဖို့ဖွံ့ဖြိုးမှုအ ਨੇ စုံနိုင်ငံအဖြစ်မှလွတ်မြောက်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းဆောင်ရွက်ခြင်းနဲ့လိုအပ်ပါကတက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများဖွဲ့စည်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ကော်မတီရဲ့6လတကြိမ်တိုးတက်မှုအခြေအနေကိုယာယီသမရာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံအစီရင်ခံတင်ပြရမယ်လို့လည်းမြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားကြောင်းပါခင်ဗျာ။